မာလေးတွေရဲ့အချစ်တော်ဆိုင်းစီတို့ခန်းက LGBT ဖြစ်နေကြောင်းပြောလာတဲ့သမီးဆို ပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုင်းစီတုံခန်းကဂေးနေကြောင်းတက်ဖို့ထုတ်လာတာကတော့ Facebook ဆက်လီတမီဆိုပါအားလုံးသိကြရတဲ့အတိုင်းတမီဆိုဆိုတာကလူကသာနိုင်ငံသားမှဆိုပေမဲ့အနုပညာလောကမှာအကြတာကစသတူတူဖြစ်ပါတယ်အခုကမှတော့ Facebook ဆက်လီတမီဆိုကနိုင်ငံဒီမာလေးတွေအသေးစွဲဖြစ်နေတဲ့ဆိုင်းစီတုံခန်းကိုဂေးနေကြောင်းပြောခဲ့ရပဲဖြစ်ပါတယ်တမီဆိုရဲ့အခုလိုဖော်ထုတ်ချက်ကြောင့်လည်းဆိုင်းစီတုံခန်းကိုအားပေးနေကြတဲ့ပရိသတ်တွေအထူးသဖြင့်မင်္ဂလီပရိသတ်တွေကတော့ ော့အသက်ဟတ်တက်ကွဲကုန်ကြပါပြီ။အားလုံးသိကြတဲ့အတိုင်းဆိုင်စစ်တွန်ခန်းဆိုတာကအခုလက်တလုံးမှာမိန်ကလေးတိုင်းရဲ့အသေးနှလုံးကိုကင်လုံနိုင်တဲ့တရုပ်ဆောင်တူပါ။အထူးသဖြင့်ကျင်းပေါ်ဇာလန်တွေထဲမှာဆိုင်စစ်တွန်ခန်းကအစိုးပြတဲ့စဉ်ကိုတစ်ဖက်သက်အစွမ်းကုန်ပေးဆက်ရင်းနဲ့ချစ်ခဲ့ရတဲ့ဆရာအဖြစ်ပိုင်နိုင်စွာနဲ့ပြည်ပြန်စွာတရုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လဲဆိုင်စစ်တွန်ခန်းကိုတင်းရဲ့အချစ်ကိုမရတဲ့တနာစရာဆရာအဖြစ်မိန်ကလေးပရိသတ်တွေကတနာကိယုနာတက်ပြီးတော့အသေးဆွဲချစ်ပေးနေကြပါတယ်။အဓိကအဖြစ်တော့ဆိုင်စစ် ုံခန်းကအရင်အမောင်းမြန်မာတာမျက်နာတီကြီးခန့်ညားတာစတဲ့အချက်တွေကြောင့်အမျိုးသမီးပြည်သက်တွေဟာအခုဆိုရင်တော့ဆိုင်းစီတုံခန်းမှဆိုင်းစီတုံခန်းဖြစ်နေကြပါတယ်ဆိုင်းစီတုံခန်းကအပြင်ဆရာဝန်ဘွဲကိုလည်းရရှိထားသူဖြစ်ပြီးတော့မျိုးရိုးကလည်းကြွယ်ဝချမ်းသာပါတယ်ဆိုင်းစီတုံခန်းကတက္ကသိုလ်မှာသူရဲ့ရုပ်ရည်ချော်မော်လှပခန့်ညားမှုတွေကြောင့်အလှပရင်ခင်းဘွဲကိုလည်းမကြခဏရပူပါတယ်ဒါကြောင့်လည်းသူ့ကိုချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်ဆိုင်းစီတုံခန်းကအစောပိုင်းမှာတော့ဇက်ပုတ်မင်းသားအဖြစ်ကနေတယောက်ဆောင်မင်းသားဖြစ်ဖို့အတွက်အခြေအနေကောင်းနေပါတယ် ဒီလိုချိန်မှာပဲ Facebook ဆက်လေးသမီးစုကစိုင်းစင်တွင်ကန်းကဂေးဖြစ်နေကြောင်းဗီဒီယိုဖိုင်လေးတစ်ဖိုင်နဲ့ပြောပြလာပါတယ်။သမီးစုဖော်ပြတဲ့ဗီဒီယိုဖိုင်ထဲမှာတော့စိုင်းစင်တွင်ကန်းကအခမ်းအနားပွဲတစ်ခုမှာသချင်းဆိုနေပါတယ်။ဒီလိုသီဆိုနေစဉ်အတွင်းစိုင်းစင်တွင်ကန်းရဲ့လက်ကမိန်းကလေးတယောက်ရဲ့လက်လိုမျိုးနှွယ်နှောင်းနေရဖြစ်ပါတယ်။ဒါကိုပဲသူ့ကိုဂေးနေကြောင်းသမီးစုကပြောပါတယ်။ Facebook ဇာတ်လီသမီးဆိုကတော့မြန်မာပြည်မှာအေဂျင့်မောင်ကလွဲပြီးဆိုင်းစီတုခန်းအပါအဝင်နာမည်ကြီးတော်တော်များများကကြိတ်ပြီးတော့ဂိင်းနေကြောင်းပြောခဲ့ပါသေးတယ်။အထူးသဖြင့်တော့သမီးဆိုကအနုပညာအတိုင်းဝိုင်းမှာနှံ့နှံ့ဆက်ဆက်ရှိပြီးတော့တရင်ဆောင်လာကြောင်းဆိုင်းစီတုခန်းကတကယ်ပဲဂိင်းနေသလားဆိုပြီးပရိသတ်အများစုကတော့ထင်ကြီးပေးနေကြပါပြီ။ဒါပေမဲ့တချို့သောပရိသတ်တွေကတော့ဆိုင်းစီတုခန်းကဂိင်းနေရဆိုတဲ့ပုံမှာအယုံကြည်မရှိပါဘူး။အထူးသဖြင့်တချင်းဆိုနေစဉ်လတ်ထားတဲ့ဗီဒီယိုဖိုင်လေးတစ်ပိုင်းကြောင်းဆိုင်းစီတုခန်းကဂိင်းနေပြီဆိုတာ ာကိုယုံရမလားလို့ထောက်ပြနေကြပါတယ်။အစောပိုင်းမှာတော့ဆိုင်းစီတုန်ခန်းကအစိုးရမီးနိုနဲ့လက်ထပ်တော့မယ်လို့သတင်းထွက်ခဲ့ပါသေးရဲ့။ဒါပေမဲ့ဒါရီအလုံးကကောလာဟလသတင်းတွေဖြစ်ပြီးတော့သူတို့နှစ်ယောက်ကတော့လက်မထပ်ခဲ့ပါဘူး။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဆိုင်းစီတုန်ခန်းဟာတကယ်ပဲဂေးနေရလို့ထင်ကြပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အစောတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။